အတူတူနောက်မီးလင်းပြီးမှဖြူစင်ပြနေတဲ့နောက်ဖောက်ရထားရဲ့အကြောင်းကိုဗီဒီယိုနဲ့ဖော်ထုတ်လိုက်တဲ့လွှမ်းပိုင်းပြည်သူများလုံးမင်းလာပါရှင့်ဆယ်လင် insider page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အတူတူဖောက်ပြန်နောက်မီးလင်းခဲ့ပြီးမှခေါင်းဆောင်ပြီးတော့ဇုဖြူစင်ပြနေရာအကြောင်းနောက်ဖောက်ရထားရဲ့လုံရက်နဲ့အချင်းစရက်တွေကိုဖော်ထုတ်ခဲ့တဲ့သူကတော့လွှမ်းပိုင်းဖြစ်ပါတယ် အခုဆိုရင်တော့လွမ်းပိုင်ကပရိသတ်တွေရှိမှဖြူစင်ချင်းအောင်ဆောင်းပြီးတော့ပန်းနေသွင်းနေတဲ့ Novo Eta ရဲ့နောက်ကဲကစိတ်တက်နဲ့အကျဉ်စရိုက်တွေနဲ့အတူ Novo Eta နဲ့သူနဲ့ကားရဲမှာကျဉ်ကျဉ်နနာနန်းနေကြတဲ့ဗီဒီယိုဖိုင်ကိုတက်တဲ့အဖြစ်ထုတ်ပြလာခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လွမ်းပိုင်ကိုယောက်ျားမပီးသားတဲ့သူအတူတူချစ်ကြိုက်ခဲ့တဲ့မိန်းကလေးကိုအောက်ဖေးလန်သူဖြစ်ဝေဖန်မှုတွေရှိနေပါတယ်။ဒါကအခုလက်ရှိချစ်သူနန်းဆွေဒီဆိုရဲ့ဂုံတိတ်ခါနဲ့လဲဆိုင်ပါလိမ့်မယ်။လွမ်းပိုင်က Novo Eta ဘက်ကအမြဲတမ်းကာကွယ်ရပ်တည်ပေးခဲ့ရပါ။အထူးသဖြင့် င်လွမ်းပိုင်ကသူနဲ့ဘော်ဘီဆော့ဆာနဲ့ပြက်စဲတဲ့ကိစ္စမှာနော်ဖော့ရဲ့ဌာနဲ့မသက်ဆိုင်ကြောင်းကောက်ွယ်ခဲ့ပူပါတယ်။အခုကမှတော့လွမ်းပိုင်တယောက်ရုတ်တရက်ပြောင်းလဲပြီးတော့နော်ဖော့ရဲ့ဌာမျက်နှာပြတ်သွားအောင်လုပ်လိုက်တာဖြစ်ပါတယ်။ဒီလိုမျိုးလွမ်းပိုင်ကနော်ဖော့ရဲ့ဌာရဲ့မကောင်းတဲ့အကျင့်တွေနဲ့ချက်ကြိုက်ခဲ့တဲ့အကြောင်းတွေကိုဖော်ကောင်းလုပ်ခဲ့ရတဲ့အဓိကအကြောင်းရင်းကတော့နန်းစုရည်ဒီဆိုးကြောင့်လို့ဆိုနိုင်ပါတယ်။ အလုံးသေးကြတဲ့အတိုင်းလွမ်းပိုင်တဲ့နန်းဆွေတီဆိုတော့ကောင်ကန်ဆက်တယ်ဆိုပြီးတော့ဟိုနီယာသွားလဲတွေတွေဒီနီယာသွားလဲတွေတွေဖြစ်နေကြတာဖြစ်ပါတယ်။ဒီကနေ့ရပိုင်တော့ကတော့လွမ်းပိုင်ရဲ့မွေးနေ့ဆိုပြီးလူမြင်ကွင်းရှိမှနန်းဆွေတီဆိုကိုကိတ်မုံခွန်ခဲ့ပါသေးတယ်။ဒီလိုမျိုးလွမ်းပိုင်တဲ့နန်းဆွေတီဆိုတော့အမြဲတပူပူတွေတွေရှိနေရဲ့ပုံမှာတစ်ချိန်လုံးကလွမ်းပိုင်တဲ့ပေါ်ပြီးဆိုစားကိုချစ်ခင်အားပေးခဲ့ကြတဲ့ပရိသတ်တွေကကြည်လို့မရခဲ့ပါဘူး။ဒါကြောင့်လဲနန်းဆွေတီဆိုကပေါ်ပြီးဆိုစားစီကနေစနိုက်ကြော်တာဖြစ်မယ်လို့အမြဲလိုလိုဝေဖန်ခံနေရတာဖြစ်ပါတယ်။ ်အခုရပိုင်းမှာတော့တိုက်ဆိုင်စွာနဲ့ဘော်ဘီဆော်ဆာရဲ့နာမည်တက်ပြောခွင့်မရှိဆိုတဲ့သတင်းလေးတစ်ပုဒ်ကထွက်လာခဲ့ရပါသတင်းစာသားတွေမှာတော့လူရှိမှဆိုရင်မတွေ့တဲ့လိုလိုမသက်ဆိုင်တဲ့လိုလိုဟန်ဆောင်ပြီးလူကရမှာခိုးနှမ်းကြတယ်ဆိုပြီးဒဲ့စော်ခဲ့ရပါဒါအပြင်သတင်းတွေကစနိုက်ကျော်မတစ်ယောက်ကသူ့ဘက်ကိုနှဲ့လောင်တဖြည်းဖြည်းဆွဲခေါ်ခဲ့တယ်လို့လည်းသတင်းစာသားတွေမှာထည့်ဆိုခဲ့ပါတယ်ဒီလိုမျိုးဘော်ဘီဆော်ဆာရဲ့သတင်းစာသားတွေကြောင့်နန်းဆွေဒီဆိုကလွှမ်းပိုင်တဲ့ဘော်ဘီဆော်ဆာတို့မပြတ်ခင်ကတည်းကလွှမ်းပိုင် ုင်ကိုစနိုက်ကျော်ခဲ့ရလားလို့ပရိသတ်တွေကတော့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။အထူးသဖြင့်ဘော်ဘီဆိုဆာရဲ့တခြင်းထွက်အပြေးမှာနန်းဆွေဒီဆိုကိုဝုန်းကြတဲ့ပရိသတ်တွေကများလာခဲ့ပါတယ်။ဒါကိုနန်းဆွေဒီဆိုက မခံနိုင်ပုံရပါတယ်။ဒါကြောင့်လွမ်းပိုင်ကိုဘော်ဘီဆိုဆာစီကစနိုက်ကျော်ခဲ့တာကသူမှမဟုတ်ပဲ No Forever ဆိုတဲ့အကြောင်းကိုလူသိရှင်ကြားဖော်ထုတ်ဖို့အတွက်အတင်းကျပ်ပြအားပေးခဲ့ပုံရပါတယ်။ဒါကြောင့်လွမ်းပိုင်ကအခုသူ73နှစ်ကြာလောက်တွဲလာခဲ့တဲ့ဘော်ဘီဆိုဆာနဲ့လမ်းခွဲခဲ့ရတာကနန်းဆွေဒီဆို ကြောင့်မဟုတ်ပဲတချိန်ကပရိသတ်တွေထင်ခဲ့ကြသလိုနော်ဖော့ရဲ့ဌာနတွေခဲ့မိလို့ဖြစ်ကြောင်းဒါကြောင့်နန်းဆွေဒီဆိုကိုအပြစ်မတင်ကြဖို့အတွက်တပ်တွေဗီဒီယိုဖိုင်နဲ့တကွချပြခဲ့ရပဲဖြစ်ပါတယ်။ဒါအပြင်လွားမိုင်ကသူကနော်ဖော့ကိုကောက်ွယ်ပေးဖို့အတွက်နှစ်နှစ်တီးခန့်ခဲ့ကြောင်းနော်ဖော့ကိုယ်တိုင်ကလည်းမီဒီယာတွေရှေ့မှာသူနဲ့ဘော်ဘီဆိုစာပြတ်တာကသူမနဲ့မတန်းဆိုင်ကြောင်းမျက်နှာပြောင်းတိုက်ပြီးတော့ငြင်းခဲ့သလိုသူမနဲ့မကြိုက်ခဲ့ပဲလွှမ်းပိုင်ကပဲတပတ်သက်ကြိုက်နေခဲ့ရဖြစ်ကြောင်းပြောခဲ့တာကြောင့်အခုချိန်မှာဖွင့်ချလိုက်တာဖြစ်ကြောင်း င်းပြောခဲ့ပါတယ်။ပရိသတ်တွေကတော့နှစ်နှစ်တာလုံလုံဖြူစင်ခြင်းအောင်ဆောင်ပြီး Academy Shot တရုတ်ဆောင်သွားတဲ့ Novel Editor ကိုအင်အားသင်းကြတယ်လို့အခုရေစာနန်းဆွေတွေဆိုကခိုင်းလို့နောက်မီလင်းပြီးတဖက်မိန်ကလေးကိုအပြစ်ပုံချတဲ့လွှမ်းပိုင်ကိုလည်းပြစ်တင်ဝေဖန်ကြတာတွေရှိပါတယ်။ကျေကျွနေကြတဲ့ပရိသတ်တွေကရောလွှမ်းပိုင်နဲ့နောက်မီလင်းခဲ့တဲ့ Novel Editor အပြင်နန်းဆွေတွေဆို Bobby Sousa တို့ကြားကအရှုပ်တော်ပုံတွေကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။အဆုံးတကြီးရှုပ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။